ဘုံချုံဆန်းအသက်ခံရတာဟာဂလုံးဦးစောတယောက်တည်းကြောင့်မဟုတ်ပါဘူးဂလုံးဦးစောရဲ့အစီအစဉ်တစ်ခုတည်းကြောင့်မဟုတ်ပါဘူးသူဆက်ရှိနေမယ်ဆိုရင်တိုင်းပြည်အတွက်အင်မတန်မှစိုးရင်ရတဲ့အချိန်ကြီးဖြစ်လာမှာကြောင့်အားလုံးကလက်တွဲညီညီနဲ့ဟာတဲ့လူကဟာဖွင့်တဲ့လူကဖွင့်ဖိတဲ့လူကဖိဖောက်တဲ့လူကဖောက်ဖျဲပေးတဲ့လူကဖျဲပေးပြီးတော့စနစ်တကျအကွက်ချပြီးတည်တည်တတ်တတ်လုတ်သွားတဲ့နိုင်ငံတော်လုံခြုံမှုတစ်ခုပဲဖြစ်တယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်ဒ စ်တပ်ကိုအမြင့်ပြတ်မယ်ဆိုတဲ့သူတွေရဲ့စစ်တပ်ကိုမုန်းတိနေတဲ့သူတွေရဲ့စစ်တပ်ကိုပြုတ်ကွဲစေခြင်းတဲ့သူတွေရဲ့နည်းနည်းလောက်ပြောချင်လို့ပါဗျာ။တပ်ထဲမှာရှိနေတဲ့တပ်ဘဝင်တွေအားလုံးကဦးတလုံးတကောင်ချက်တွေပေါင်းကြပါဘူး။သူတို့နောက်မှာရှင်ဝိသားချင်းတွေရှိပါတယ်၊ဒီသားလူဝင်တွေရှိပါတယ်၊မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းတွေရှိပါတယ်။အဲ့ဒီတော့စစ်တပ်ကိုအမြင့်ပြတ်ဖို့ဆိုတာကစကားအနေနဲ့ပြောမယ်ဆိုရင်ဒါလွှဲတာပါ။တကယ်တမ်းလုပ်ဖို့ကဘယ်လိုနည်းနဲ့မှလုပ်လို့မရနိုင်ပါဘူး။ ကဲမင်းပြောတဲ့ရလားမရလားဆိုတာကိုဆက်လက်စောင့်ကြည့်မယ်ကွာနော်တစ်တက်ကိုမြင်းမဖြတ်ခင်မှာမင်းရင်အမြင့်ဖြတ်ခံမှာတော့သေးကြပဲအဲ့ချိန်ဒီမင်းအသက်ရှင်ဖို့မင်းစုထောင်းတာမင်းအုပ်ဆိုးဝေးပိုင်ရှင်လည်းမရှိပါဟဲ့တွင်သမျှလူကိုကြိုက်ဖို့သူမြဲတွေဒါသူရဲ့ပိုင်နဲ့လေးသူဆိုမို့နဲ့မြေချင်းသေးတော့မမျိုးတော့တန်ဟုံးလို့ဟဲ့ da me kwe 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 ti kwe ta kwe no 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 he ားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်ဆိုင်တယ်ပဲကျွန်တော်ရဲ့ Jet Reaction Channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ Jet Reaction နဲ့ Channel လေးမှာတော့အပတ်စဉ်ဗုဒ္ဓဟူးနေ့နဲ့ဒီနေ့မှာဗီဒီယိုလေးတွေနဲ့နိုင်ငံရေးနဲ့ပတ်သက်တဲ့ဗီဒီယိုပိုင်းစာလေးတွေကိုပေါ်ပြပေးသွားမှာဖြစ်ပါရစေ။ဒါကြောင့်လဲဒီနေ့မှာတော့ကျွန်တော်အနေနဲ့မင်းအုပ်စိုးရဲ့အကြောင်းကိုပေါ်ပြပေးသွားမှာဖြစ်ပြီးတော့မင်းအုပ်စိုးကိုကျွန်တော်တို့တွေအပြစ်ပေးဖို့ကနေသားတစ်ခုကရောက်ရှိနေပြီလားဆိုတာကလည်းတကယ်ကိုပဲဗီဒီယိုလေးကိုကြည့်ပြီးတော့ဆုံးဖြတ်မယ်ကိစ္စတစ်ခုဖြစ်ပါရစေ။ဒါဆိုရင်တော့ဘုံမတိုက်ကပြောကြပါရစေ။တို့တွေဟာဒီမိုကရေစီစံနှုံးစံထားအရာ တို့ရဲ့လွတ်လပ်ခွင့်ရပြောဆိုကြရတဲ့ဆိုတဲ့စကားကိုပြောပါတယ်ဒီမျိုးလွတ်လပ်ခွင့်ပြောတာကိုတော်လိုင်းဘက်ကသူတွေအနေနဲ့အပြစ်ပေးစီတာအကြောင်းမရှိတယ်လို့အပြစ်ပေးရင်လည်းဒါတော်လိုင်းဘက်ကသူတွေအမှလို့ပဲပြောထားတာကိုတွေ့နေရပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ဥမာတစ်ခုအနေနဲ့သူတော်တယောက်ဖြစ်တဲ့ viewer ကနေပြီးတော့မိမလာတဲ့ကိစ္စကိုပြောတဲ့အခါမှာစက်ကပဲပြောတာပါသူကိုယ်တိုင်လက်နဲ့ဆွဲကင်ပြီးတော့တိုက်နေရလဲမဟုတ်ပါဘူးအဲ့လိုပြောတာအောင်တော့ထောင်းတန်းတဲစုနေနဲ့ခြီးပြီးချခံရတာကရောဘောမာတွေဘက်ကမင်းတို့ဘာပြောမလဲဟုတ်ပြီအဲ့ဒါဆိုရင် ော်လိုင်းဘက်ကဘူဂျိုအောင်ဆန်းမြန်မာနိုင်ငံရဲ့လေးထားရတဲ့ဘူဂျိုအောင်ဆန်းကိုအခုလိုမျိုးဓာတ်ရိုက်တော်ကားနေတာဆိုရင်ရောမတို့ဘက်ကအပြစ်ပေးမယ်ဆိုရင်ရောတရားမျှတမှုမရှိစရာအကြောင်းမရှိဘူးလို့ထင်ပါတယ်။ဘာမှအပြစ်မရှိတဲ့အမှန်တရားကိုမြင့်မြတ်နေလို့ချပြခဲ့တဲ့သူတယောက်ရဲ့နေသားလေးကိုဖော်ပြပေးလိုက်ပါတယ်။လက်စဝင်ကြီးဟောဘောရီတိုင်းပြည်ကနေခက်ဆက်ဆက်ဘတ်ဂျက်ပေါင်းစုံထုတ်ထားပြီးသွားပြီ။တိလာအခုလက်ရှိတန်းကြီးကိုအုပ်ချုပ်နေတဲ့ကောင်ဆိုတဲ့ကောင်ကလည်း ဂျိုဂျိုနှစ်ရွက်ပဲ့တယ်မရှိပါ誒တွင်တမယာလူကိုကြိုက်ဖို့သူမြဲတွေဒါပေမဲ့ခွဲကခွဲ ကခွေခွေချင်းခွေချင်းခွေလုံးအောင်ချက်တွေမဟုတ်ကြဘူးသူတို့နောက်မှာရှင်ပြသားချင်းတွေရှိပါတယ်မိသားစုဝင်တွေရှိပါတယ်မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းတွေရှိပါတယ်အဲ့ဒီတော့စစ်တပ်ကိုမြစ်ဖြတ်ဖို့ဆိုတာကစကားအနေနဲ့ပြောမယ်ဆိုရင်ဒါလွယ်တာပါအကယ်တမ်းလုပ်ဖို့ကဘယ်လိုနည်းနဲ့မှလုပ်လို့မရနိုင်ပါဘူးနောက်တစ်ခုစစ်တပ်မရှိပဲကျွန်တော်တို့နိုင်ငံမှာမြန်မာနိုင်ငံလိုနေရာမျိုးမှာတိုင်းပြည်ကိုကာကွယ်ပေးမယ်တက်မလို့တရက်သာမရှိဘူးဆိုရင်ဒီအချိန်မှာ မြန်မာနိုင်ငံဒီလိုပုံမရှိတော့ဘူးအဲ့လိုရစစ်တပ်ကိုအမြင့်ပြတ်မဲ့အစားနေကြတာပေါ့အခုစစ်တပ်ရှိလို့လဲတော်လိုင်းတွေပေါ်လာတာစစ်တပ်ဆိုတာစစ်တပ်ဆိုတာတိုင်းပြည်ကိုပြည်သူလူထုရဲ့တစ္ဆာကိုခံထားရတဲ့စစ်တပ်ဖြစ်ရမယ်လေအခုတော့ပြည်သူတွေကိုနေ့စဉ်နဲ့မြန်ဘုံကျင်းနေတဲ့စစ်တပ်ဖြစ်မှာတော့အခုလိုမျိုးတော်လိုင်းကြီးချီနေတာဖြစ်လာတာဖြစ်တယ်အဲဘာပြောစစ်ခွေးကောင်းတို့ကာကွယ်နေတဲ့သူမှန်သမီးကတော့ပြည်သူတွေရဲ့ရန်သူဖြစ်နေတာတော့လက်ရှိချိန်မှာပေါ်လွင်နေပါလေ။ချစ်တဲ့ကိုခမည်းတော်လူချင်းတဲ့ပုံစံမျိုးခမည်းတော်ဖြစ်စေခြင်းတဲ့ပုံစံမျိုးဖြစ်လာအောင်နိုင်ငံရေးနီးနဲ့ ဖန်တီးယူလို့ရပါတယ်နိုင်ငံရေးလမ်းကြောင်းကနေပုံစံပြောင်းယူလို့ရပါတယ်ခုဆိုရင်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကိုတိုင်တိကျရေးရတဲ့စကားခဏခဏပြောခဲ့တယ်ခုလည်းသူထပ်ပြောပါတယ်တိတိကျကျသူပြောခဲ့ပါတယ်သူပြောတာမင်းတို့ပြောတာငါတို့ပြည်သူတွေပြောတာမဟုတ်ဘူးမင်းတို့ဘောဘတိုက်ကိုပဲပြောတာဒါမင်းတို့ तू ပြောလို့မရစကားလုံးတွေဟာလိန်တာဖြစ်စီညာတာဖြစ်စီအမှန်ကန်ဖြစ်စီမမကန်ဖြစ်စီငါတို့ကစိတ်ကိုဝင်စားတာတော်လိုင်းဘက်ကသူတွေကတော့မင်းတို့ကိုအစကားကိုမပြောနိုင်တော့တဲ့ဒီကိုလောက်ပါရွေးကောက်ပွဲလုပ်ပေးမယ်ရွေးကောက်ပွဲလုပ်ပေးပြီဆိုရင်ပါတီတရရကအာဏာရလာမှာပါပဲအစိုးရတရ ပေါ်ထွက်လာမှာပါဒီမိုကရေစီကိုပေါ်ဆောင်ပေးမယ်အစိုးရတရက်ပေါ့အဲ့ဒီအစိုးရတရက်ရဲ့ဥဆောင်မှုအောက်မှာကိုလိုချင်တဲ့နိုင်ငံရေးလမ်းကြောင်းနဲ့ရှောက်လို့ရပါတယ်စစ်တပ်ကိုမြစ်ပြတ်မယ်လို့ကြွေးကြော်နေကြတာဟာတိုင်းပြည်ပြောင်းလဲဖို့လမ်းကြောင်းမဟုတ်ဒီပါတိုင်းပြည်ကိုဒုက္ခရောက်အောင်နိုင်ငံသားတွေဒုက္ခရောက်အောင်တိုင်းပြည်ဒီတဲ့ပို့ပြီးတော့စိုးစိုးဝါဖြစ်လာအောင်စစ်တပ်ကိုမြစ်ပြတ်မယ်ဆိုတာနိုင်ငံသားတွေဒုက္ခရောက်မှာမဟုတ်ဘူးမင်းတို့ဘောမှာရဒုက္ခရောက်မှာသိကြပဲတည်နေလို့ပါမယ် မြန်မာတက်မတော်သားတွေအားလုံးကကျွန်တော်ထပ်ပြောပါမယ်မြန်မာနိုင်ငံသားစစ်စစ်တွေပါနိုင်ငံသားတယောက်မှမပါပါဘူးတက်မတော်ကိုမုန်းတီးနေတဲ့သူတွေရှိသလိုတက်မတော်ကိုအခိုင်အမာချစ်ခင်လေးစားယုံကြည်ထောက်ခံတဲ့သူတွေလည်းရှိပါတယ်တက်မတော်သားမိသားစုဝင်တွေလည်းရှိပါတယ်ဘုံယုံနေဝဲကိုမုန်းလို့ရပါတယ်ဘုံယုံကြီးတန်းရွှေကိုမုန်းလို့ရပါတယ်ဘုံယုံကြီးမင်းအောင်လှိုင်ကိုမုန်းလို့ရပါတယ်တို့တော့မြန်မာတက်မတော်ကိုမုန်းလို့မရပါဘူး ဘုံယုံနေဝင်ရလဲမြမတက်မလို့မဟုတ်ပါဘူးဘုံယုံမှုကြီးတန့်ရွှေကလည်းမြမတက်မလို့မဟုတ်ပါဘူးဘုံယုံမှုကြီးမင်းအောင်လာရတဲ့မြမတက်မလို့မဟုတ်ပါဘူးကကွယ်ဦးကြီးရုပ်ဒီပြောင်းလဲသွားပါလိမ့်မယ်သို့တော့မြမတက်မလို့ရဲ့တည်ရှိမှုကတော့ပြောင်းလဲသွားမှာမဟုတ်ပါဘူးအဲ့ဒီတော့အစင်မြဲတည်ရှိနေမယ်မြမတက်မလို့ကိုတိုက်ခိုက်ဝေဖန်ပုတ်ချနေမယ်အစနိုင်ငံကြီးစကားပွဲနေရတဆင့်နိုင်ငံကြီးလမ်းကြောင်းကတဆင့်တက်မလို့ကြီးကိုခမရတို့တွေလိုချင်တဲ့ပုံစံမျိုးဖြစ်လာအောင်နိုင်ငံကြီးကစားပွဲလှလှလေးတွေနဲ့သာကစားတတ်မယ်ဆိုရင် ျွန်တော်တိုင်းပြည်မှာဖြစ်နေတဲ့စစ်ပွဲတွေတနတ်တန်တွေထိကြိုက်သိကြမှုတွေလည်းနေပါတော့ပါလေစစ်တပ်ဘောတက်မလို့ဘောတက်မလို့သားတွေအပေါ်အပန်တိုင်းမြင်လိုက်အောင်စူးစမ်းကြည့်ကြပါလို့ကျွန်တော်ချန်ပေးချင်ပါမင်းကတော့အကြံပေးအောင်မဟုတ်ဘူးမင်းကြံပေးအောင်မင်းရဲ့တက်မတော်စစ်ခွေးလိုအကြံပေးရမှာအမှန်တိုင်းမြင်အောင်ကြည့်နိုင်ဖို့ဆိုတာမင်းအွန်လိုင်းစစ်ခွေးကိုကာကွယ်နေတာအမှန်တရားဖြစ်ရဲ့လားဆိုတာသေချာစဉ်းစားခိုင်းပြီးတော့မင်းတို့ကောင်တွေကိုပေါ့သေချာစဉ်းစားပြီးသူတွေကိုမစဉ်းစားခိုင်းနဲ့ကိုပေါ့ဝရင်စဉ်းစားမင်းတို့ဘောမှနေတဲ့ဘောကြီးကြီးလာပြီးတော့လက်ဘင်းကိုပြပြီးတော့ရှာထွက်ပြီးမျက်စိပြူးမှမငုံနဲ့ ျွန်တော်မဲဟုဆိုတာလုံးလုံးတော့ဟဲ့ဒါပေမဲ့ခွေးဒါခွေးဒီနေ့လေးမှာဗီဒီယိုဖိုင်နေတဲ့ဖိုင်ကျွန်တော်တင်ဆက်ချင်ပါတယ်။ဘာအကြောင်းအရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်လေးလဲဆိုတော့ပူကြောင်စမ်းတဲ့အစိုးရအဖွဲ့လေးအလောက်ချံခံလိုက်ရတဲ့ကိစ္စနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်လေးပါ။ကိုရပိုင်းတွေတော့ကဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်လေးတွေကျွန်တော်တင်ပါတယ်။ ကျွန်တော်ချစ်တဲ့ခင်တဲ့သူတွေကမေးပါတယ်ပြောပါတယ်တတိပေးပါတယ်မင်းမကြောက်ဘူးလားအတတ်အနေနဲ့နေတယ်အတတ်ခံမှာမကြောက်ဘူးလားကျွန်တော်ပြန်ပြောပါတယ်သူတို့ပြောသင့်တဲ့စကားကိုပြောသင့်တဲ့အချိန်မှာပြောရဖို့လိုအပ်တယ်ဟဲ့လက်မှာတော့နိုင်နှလုံးပတ်ပြီးတော့စကားတွေကိုအလွန်အကျွံပြောတဲ့ခေါင်းကိုတော့ရှင်းလင်းမှုအချိန်တော့ရောက်ရှိနေပါပြီဒီတိုင်းပဲကြည့်နေတော့မှလားလို့ပဲတော်လိုင်းတက်တွေကိုမေးချင်ပါတယ် ရန်ကုန်မှာရှိတဲ့တော်လိုင်းတက်တွေအနေနဲ့ယူကြီးတွေအနေနဲ့လှုပ်တင်လှုပ်ထိုက်တာကိုလိုအပ်ဖြစ်ပါတယ်။ဟောလဲဆိုတော့စစ်ကောင်းဆောင်စစ်ခွေးမင်းအောင်လိုင်းတက်ပို့ပြီးတော့အန်ဒီရဲ့ရှိတဲ့နီးကပ်ကောင်တွေကတော့လော်ဘီတွေဖြစ်ပါတယ်။အဲ့ဒီအတွက်အသက်ခံရလဲကျွန်တော်မကြောက်ပါဘူး။သိမှာကိုလည်းမစိုးရင်ပါ။ပြောသင့်တဲ့ဇကားတွေကိုပြောသင့်တဲ့အချိန်မှာမပြောလိုက်ရမှာဘူးပဲ။ကျွန်တော်ရှက်တာ။ဒါကြောင့်မို့ပြောသင့်တဲ့ဇကားတွေကို ပြောတဲ့အချိန်မှာကျွန်တော်ပြောနေတာဘယ်သူတဦးတယောက်အပေါ်ကမှပုတ်ခတ်စော်ကားလိုစိတ်မရှိပါဘူး။ကဲရှင်းနေနော်မြို့စုကတော့ရှင်းရှင်းလေးပဲသူဒီမှာမကြောက်ဘူးတဲ့ဒေါ်လာရင်းတက်တွေကိုဒဲ့ကိုပြောတာပါ။တေးမှာလုံးဝမကြောက်လို့ပြောချင်တာကိုပြောရမှာတဲ့။ကဲဆက်လက်စောင့်ကြည့်ရမှာပေါ့။ဒီနေ့ကျွန်တော်ပြောမယ့်အကြောင်းအရာလေးကဘုံကြောင့်စမ်းတဲ့တကွအစိုးရအဖွဲ့အဖွဲ့လို့တုတ်ကြံချင်းခံလိုက်ရတဲ့ကိစ္စလေးကိုပြည်သူတွေအနေနဲ့ ရှုထောင့်ပေါင်းစုံကနေစဉ်းစားတတ်အောင်လို့ကျွန်တော်ပြောပြပါမယ်။ဘုရောက်စမ်းတဲ့ဘွဲလောက်ကြံမခံရခင်မှာတနက်တွေပြောင်းနေတယ်ဘုရုပ်ကိုတက်ဖို့အစီအစဉ်ရှိတယ်ဆိုတာကိုကြားကြပါတယ်သိကြပါတယ်သို့သောဘုရုပ်တို့တက်ခံရတဲ့အချိန်အစိုးရအဖွဲ့တစ်ဖွဲ့လုံးကြီးပါအလုတ်ကြံခံလိုက်ရတဲ့အချိန်မှာဘာလုံးမျိုးမှမရှိဘူးအဲ့တော့ကျွန်တော်ရိုးရိုးလေးတစ်ချက်ချင်းတွေးပြပါမယ်ဘုရုပ်စံ လုံညာခလိုက်ရတဲ့အချိန်မှာပြည်ရဲ့ဝင်ကြီးကဗိုလ်ချုပ်ရဲ့အလောင်းကိုကြည့်ပြီးပြောတယ်။အောင်ဆန်းဟာငါမရှိလို့မင်းဒီလိုဖြစ်တာပါ။ငါရှိရင်မင်းဒီလိုမဖြစ်ပါဘူး။အဲ့ဒီအချိန်မှာသူကနိုင်ငံကြီးကြီးထွက်နေတယ်။နိုင်ငံကြီးကြီးကပြန်ရောက်လာတဲ့အချိန်မှာပြောတာ။ "तू ရှိနေခဲ့ရင်ရောဝင်ကြီးတယောက်ကတနက်ကန်ပြီးသွားစောင့်နေမှာလား။မစောင့်ပါဘူး။ तू မရှိခဲ့ရင်လေခေတ်ကောင်းလေဒီနေ့မှာဒီနေရာမှာဒီအစည်းအဝေးတော့ရှိတယ်" မင်းတို့အနေနဲ့လုံလုံယူဘလို့ဘလို့လှုပ်ဆိုတဲ့စီမံခန့်ခွဲမှုတာပေးထားခဲ့မယ်ဆိုရင်ဒီလိုပြင်မျိုးမဖြစ်ပါဒါတစ်ချက်ဘိုးကျော်ရဲ့အပွားတော်မြေဘိုးကျော်ရဲ့တက်တော်ဆောင်ဘိုးကျော်ရဲ့ PSU သူကိုယ်တိုင်သူတို့ကပါပါတယ်သို့တော့ဘိုးကျော်တို့ရဲ့အခန်းထဲကိုသူရောက်တဲ့အချိန်မှာရန်ငွေတွေစဲနေပါရန်ငွေတွေမရှိတော့တဲ့အချိန်ကျမှဘိုးကျော်တို့အလောင်းရှိတဲ့အခန်းထဲကိုသူရောက်တာဟုတ်ပြီဒါဆိုရင်ဘာကြောင့်သူဒီလောက်ဒီအချိန်ကြီး ကြာနေရတာတွေးကြည့်ကြဘုကျော်ဆန်းကိုအနီးကပ်ဆောက်ရှောက်ဖို့ဆိုပြီးပြည်သူရဲဘော်ကနေပြည်သူရဲဘော်ဖွဲ့ရနေပြီးတော့လုံခြုံရေးနှစ်ယောက်ပေးထားပါတယ်အဲ့ဒီလုံခြုံရေးနှစ်ယောက်ရဲ့အလောင်းကိုဘုကျော်တို့တည်ပြီးသုံးရမြောက်နေပါတော်လေးတို့ရတဲ့မှာပုတ်ပွားနေတာနဲ့ပြန်တွေ့ပါတယ်သူတို့တွေဘာကြောင့်ပျောက်သွားတာလဲဘာကြောင့်အဲ့ဒီနေရာဒီရောက်သွားရတာလဲဘာကြောင့်တတ်ခံရတာလဲစဉ်းစားကြည့်ပါဘုကျော်တို့ကိုတတ်တဲ့အချိန်မှာ ပါတယ်လို့ယူဆရတယ်တရားခံတယောက်ကိုအခင်းဖြစ်တဲ့နေ့မှာပဲလှဲကူးမှသွားဖမ်းပါတယ်ဖမ်းမိကြပါတယ်ဖမ်းမိကြောင်သတင်းပို့ပါတယ်သို့တော့ထွက်ပြေးဖို့ကြိုးစားလို့ပြစ်ခတ်ဖမ်းဆီးလိုက်ရပါတယ်ဆိုပြီးတော့အသေးပဲမိပါတယ်ဖမ်းမိပြီသားတရားခံတယောက်ကိုအဲ့ဒီနေ့မှာပဲဘာကြောင့်အသေးဖြစ်သွားတာလဲဘာကြောင့်ပေသွားရတာလဲစဉ်းစားကြည့်ကြပါအဲ့ဒီနေ့မှာအစည်းအဝေးတက်ရမယ်ဝင်ကြီးတွေရှိပါတယ်သို့တော့အကြောင်းမျိုးမျိုးပြပြီးတော့ အစည်းအဝေးမတက်ခဲ့တဲ့ဝင်ကြီးတွေရှိပါတယ်။လူစားအထိုးခံလိုက်ရတဲ့အတွင်းဝင်တွေရှိပါတယ်။သူတို့တွေဘာကြောင့်အစည်းအဝေးမတက်တာလဲ။အစည်းအဝေးမတက်ပဲသူတို့ဘာကြောင့်နေတာလဲ။ဘာသတင်းတွေကြားလို့အစည်းအဝေးမတက်ကြတာလဲ။သူတို့ကိုယ်စားအသက်ခံရမယ့်အတွင်းဝင်တွေကိုလွှတ်လိုက်တာလဲ။တွေးကြည့်ကြလို့ရပါတယ်။ဂလုံးဥစောအဲ့ဒီအချိန်ဟာရှင်ပြေခင့်မဟုတ်ပါ။ရှင်ပြေကိုတတ်နိုင်ရင်ရှင်ပြေခစ်တဲ့ဖြစ်တဲ့ခင်မျိုးမဟုတ်ပါ ဒါကိုဥစောကောင်းကောင်းသိပါတယ်။ဘိုးကျောင်းဆန်းကိုတတ်လိုက်လို့ဥစောကဆိုရဖို့အကြီးအကဲမဖြစ်နိုင်ဘူးဆိုတာနိုင်ငံရေးပါဝါတဲ့ဥစောအနေနဲ့ကောင်းကောင်းသိပါတယ်။ဒီလိုသိထားတာတော့ဘာကြောင့်မို့ဘိုးကျောင်းဆန်းကိုဘိုးကျောင်းဆန်းအပအဝင်အစိုးရတစ်ဖွဲ့လုံးကိုတတ်ဖို့သူစဉ်းစားခဲ့ရတာလေဆုံးဖြတ်ခဲ့ရတာ။ဟုတ်ပြီဘိုးကျောင်းတည်သွားမယ့်အချိန်မှာအနည်းဆက်ဆုံးအာဏာရနိုင်တာဥနုပါပဲ။အားလုံးသိကြပါ အဲ့ဒီနေ့ကဥမှုဘယ်မှာရှိနေလဲဥမှုဘာတွေလုပ်နေလဲဆိုတာကိုလေ့လာကြည့်ကြပါဒါလေးတွေကကျွန်တော်အနေနဲ့ဥပမာလေးတွေဥပမာလေးတွေကိုဆွဲထုတ်ပြတာအတွေးစားလေးတွေပေါ့ဥပမာဆိုရတဲ့အတွေးစားလေးတွေအဲ့ဒီတော့ခြုံပြောရမယ်ဆိုရင်ဘုကျောင်းအောင်ဆန်းဟာတာမန်ပုဂ္ဂိုလ်ကြီးအာဂရာကြောင့်အသက်ခံလိုက်ရတာလားဒါမှမဟုတ်ရင်မြန်မာနိုင်ငံရဲ့အစိုးရအဖွဲ့အစည်းမှာ သူသာဆက်ရှိနေရင်အစိုးရအဖွဲ့ရဲ့ထိပ်ပိုင်းမှာသူသာဆက်လက်တည်ရှိနေမယ်ဆိုရင်မြန်မာနိုင်ငံကြီးကစိုးစိုးဝါးဝါးအခြေအနေတွေနဲ့ရင်ဆိုင်လာနိုင်ပြရှိတဲ့အတွက်အားလုံးကတက်ညီလက်ညီနဲ့ဆုံးဖြတ်ပြီးတော့သူ့ကိုလုံးကြံတက်ဖြတ်ဖို့ဆုံးဖြတ်လိုက်ကြတာလားဆိုတာကျွန်တော်ဆွဲဆွဲထုတ်ပြတဲ့အတွေးအစားလေးတွေပေါ်မှာမူတည်ပြီးအခြေခံပြီးတွေးနေကြပါတယ် ကဲအားလုံးပဲဒီဗီဒီယိုလေးမှာတွေ့ကြရတဲ့အကြောင်းအရာလေးကတော့မင်းအုပ်စုတယောက်ရဲ့ပြောဆိုမှုတွေဖြစ်ပါတယ်။မင်းအုပ်စုတယောက်ရဲ့ပြောဆိုမှုတွေဟာပြည်သူတွေအနေနဲ့ခွင့်လွတ်ဖို့စဉ်းစဉ်ဖြစ်နေပြီလား။ခွင့်လွတ်ပေးမှာလား။ခွင့်မလွတ်ဘူးလား။မင်းအုပ်စုလိုကောင်မျိုးပြောဆိုမှုတွေဟာတော်လှန်ရေးဘက်ကသူတွေရောဖြစ်ဖြစ်အောင်စမ်းမိသားစုဘူကျုံနဲ့ဘူကျုံရဲ့တမိဖြစ်တဲ့အမေစုရဲ့မိသားစုရဲ့နေသားတွေကိုထိခိုက်မှုရှိလားဆိုတာတော့အားလုံးစဉ်းစားမယ်နေသားတစ်ခုပါပဲ။ဒါကြောင့်တော်လှန်ရေးဖက်တော်သားတွေအနေနဲ့လည်း ီလိုမျိုးပြောဆိုပြုမူနေတဲ့ကောင်းလေးဘယ်လိုမျိုးအပြစ်ပေးတင်လဲပြင်လို့တင်လားဆိုတာကတော့ feature ပြရမယ်အရာတစ်ခုပါပဲအားလုံးမဒီဗီဒီယိုတော့လည်းဆုံးသက်လိုက်ပါလေနောက်ထပ်ဗီဒီယိုမှာတော့တင်တော်ဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Jet Reaction Channel လေးကိုလည်းလာရောက်လေ့လာပြီးတော့ရှုပေးတဲ့အတွက်ဒီဥဒင်းတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်လမ်းမှာပေါ်ကခွေပိုင်ရှင်လည်းမရှိပါဟဲ့ မြတ်လူကိုကြိုက်ဖို့သူမြဲတွေဒါသူရဲ့ပိုင်နဲ့လေသူဆုံးမနေမြေချင်းသေးတော့မမျိုးတော့တာတဟုတ်လို့ဟေးဒါပေမဲ့ခွေကခွေ တာခွေပိုင်ရှင်လည်းမရှိပါဟေးအခွင့်အမြအကောင်းကိုကိုက်ဖို့သူမြဲတွေဒါသူရဲ့ပိုင်နဲ့လေသူဆုံးမို့နဲ့မြေချင်းသေးလို့မှမျိုးတော့တာဟုံးလို့ဟေးဒါပေမဲ့ခွေကခွေခွေကခွေခွေချင်းခွေချောင်းခွေလုံးလုံးတော့ဟေး da be me kwe ka kwe kwe ka kwe chen te te po chen te 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 oh hey da be me kwe ka kwe kwe ka kwe kwe chen kwe ja kwe lo lo dong hey da be me kwe Pull, Oh, hey.